တရချောင်းမြို့နယ်ဒဝဲမြိတ်သွာကာလန်ဘော်ကရန်တောင်ရွာလေဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စကောက်စီတက်ကိုပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖွဲ့က၄ရက်ဆက်တိုက်ဒရုန်းနဲ့ဗိုလ်ချတိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဲ့ဒေသခံတို့ကပြောပါတယ်။အဲ့ဒီစကောက်စီတက်ဖွဲ့ဟာလောခဲ့တဲ့၆ရက်လောက်ကစပြီးရန်တောင်ရွာလေဘုံကြီးကျောင်းမှာတက်ဆွဲထားတာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကမက်လာ၆ရက်နေ့ကနေ၉ရက်နေ့အထိ၄ရက်ဆက်တိုက်ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ မလာကိုရနေညနေ၄နာရီကနေ၅နာရီထိတနအီတွင်ဒုံးနဲ့ဘုတ်ချလုံးချတိုက်ခိုက်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ရန်တောင်ရွာဒေသခံအမျိုးသမီးကပြောပါရယ်။ဘုံတွေဟာဘုံကြီးချောင်းဝင်းနဲ့နီဝိုးကျင်းမှာကြားရောက်ပေါက်ွဲပြီးလူနေအိမ်တွေကိုလည်းကြီးအစထိမှန်တဲ့အတွက်ဒေသခံတွေဟာမလာ9ရက်နေ့ကစလို့ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်နေကြရပါရယ်။ အဒီစက်ကောက်စီတက်ကို drone နဲ့ဗုဒ္ဓချတက်ခိုက်နေတာလေးရက်ဆက်တိုက်ရှိပြီဖြစ်တယ်လို့ဒိုဝဲခရဲတပ်ပေါင်းစုမှပါတဲ့တပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။ဇန်နဝါရီလ29ရက်နေ့ကဒိုဝဲနေသွားကားလမ်းပေါ်ကရွှေကူတရာဆက်စရိတ်ကိတ်ကို ပြည်သူ့ကောက်ဝဲရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူပြီးမိရှုခဲ့ပါတယ်။အဒီနောက်စက်ကောက်စီတက်ဟာရှင်မုံတီရောင်းမော်စောဝကင်းစေရှေ့ဖြတ်ကုန်းရှမ်းမတွင်တရက်နှခွာမဲနအိုးအုတ်တူရန်တောင်စားတဲ့ရွာတွေကိုလက်လက်ဆက်ကြောင်းထိုးလှရှားနေပါတယ်။